ကဲယာဇဝိတာမင်းအောင်လှန်ရအာနာယုမင်းအောင်နိုင်ပြုလုပ်မဲ့အတုရောင်ရွေးကောက်ပွဲမှာဝင်ရောက်ပါဝင်မဲ့ကောင်တွေကိုချင်းကောင်စီကတော့တက်ပြက်တသားချိန်ညာပြီးတိုက်တဲ့ကောင်ဝင်ပြိုင်ယာဇဝိတာကပြုလုပ်တဲ့ဒီပြည်သူလက်မခံတဲ့အတုရောင်ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကောင်တွေကိုပိုင်းဆိုင်မှုတွေပါအကုန်တိမ့်ပြင်မယ်လို့ချင်းကောင်စီကတော့ချိန်ညာလိုက်ပြီးတအားကောင်းတဲ့လှုပ်ရက် ဒီနေမြေမှာစိုးမိုးထားတဲ့လက်နက်ကင်အဖွဲ့စည်းတွေနေတဲ့ဒါမျိုးပြက်ပြက်တသားလုပ်ဖို့အချိန်တန်ပြီ။ဘာဖြစ်လို့လဲလက်ရှိမြို့တွေမှာကြည့်ပါ။နော်ကျွန်တော်အမြဲပြောနေသလိုပေါ့တော်လန်ရေးဒေတာတွေမှာတိုက်ပွဲတွေတွားဖြစ်နေတဲ့ဈေးတွေစာတင်ကြောင်းတွေဆေးရုံတွေပေါ်ဘုံတွေကျဲချန့်နေတာဒီဘာလို့လဲဒီစစ်တပ်ကသွားရုံမာပြီးတော့ကျဲချန့်နေလို့မြို့တွေမှာအေးချမ်းပါတယ်ဆိုတာဘာလို့တွေလာမတိုက်လို့လဲဒီတော်လန်ရေးဘက်ကလူတွေလာမတိုက်လို့နော်ဒါဒီဒါကို ဒီမြို့တွေမှာအခုရန်ကုန်မြို့တွေမှာကြည်ပါအရင်လိုစစ်သားတွေနေရာတကာမရှိတော့အဲ့ဒီနေရာတကာမရှိပေမဲ့ရန်ကုန်မြို့လူမျိုးသားတွေတော်လှန်ရေးကိုအားပေးတယ်ဒါပေမဲ့ထဲထဲဝင်ဝင်မလုပ်လို့ရတယ်ဘာမှလုပ်လို့မရဘာဖြစ်လို့စစ်သားတွေလည်းမရှိဘူးလေဘာဖြစ်လို့လဲဒလန်တွေကြောင့်ဒလန်တွေကနေရာတကာမှာအပြစ်အတက်အရွယ်ပေါင်းစုံပုံတံပေါင်းစုံလူမျိုးပေါင်းစုံကိုဒလန်ကိုတတိချာချာအားကောင်းအောင်မွေးပြီးတော့ဒလန်အုပ်ချုပ်ရေးနဲ့တိစောက်ထားတာလက်ရှိစစ်တပ်ရဲအုပ်ချုပ်ရေးနဲ့တွားနေတာမဟုတ်ဘူး ။နော်အဲ့ဒီအတွက်ကျွန်တော်တို့ကဒီလိုမျိုးကိုယ့်ဘက်ကိုမပါမရက်တီပဲနဲ့ပြည်သူကိုဒုက္ခပေးနေတဲ့ဟာမျိုးတွေကိုပြက်ပြက်တာတာတုတ်ပြန်မှုအရေးကြီးတယ်။နောက်တစ်ခုရှိရတာတော်လိုင်းရငန်းတစ်ထဲဝင်လာပြီဗျာ။နော်ကျွန်တော်နေရာတကာစာအုပ်ကြီးချင်းတွားလို့မရအောင်။ရန်သူကတဆရောက်မှရင်ကိုယ့်ဘက်ကငါးသားလောက်ရောက်မှပေးလိုက်။ဒီကောင်တွေကသေအောင်တားကြောက်တာ။မယုံမရှိနဲ့အခုစစ်ကောင်းဆောင်တွေကလေသူတို့အတက်တွေမှာသူတို့မိသားစုထိခိုက်မှာသူတို့ဘဝတွေပြည့်စည်မှာအင်မတန်ကြောက်တဲ့ကောင်တွေ ဒီကောင်နေလောက်ကြောက်တာမရှိဘူးတကယ်ငကြောက်တယ်ဆိုတော့အဲ့လိုကောင်မျိုးတွေကိုသူတို့ဘက်ကတခုရောက်မှတဘောဗျာကျွန်တော်ခလေးတွေစာတင်နေတဲ့စာတင်ချောင်းပေါ်ဘုံလာကျင်းတယ်အဲ့ဒီလေဘဲမိသားစုဘယ်လိုလဲအဲ့မိသားစုရအောင်ဆွဲကျွန်တော်ဒါမျိုးနှုတ်ပြလိုက်မယ်ဆိုရင်တပြေးပြင်းနဲ့ပြက်သားပြမယ်ဆိုရင်ဒီကောင်တွေဘက်ကအဘိုးကျိုးလာနိုင်တယ်နော်အဲ့တော့အခုလိုချင်းကောင်စီရဲ့လှုပ်ရက်ကိုကျွန်တော်တို့ကကြိုးဆိုတယ်ကြိုက်တယ်ဒါမျိုးပြက်ပြက်သားသားဖြစ်ကြမယ်ကိုဘက်ကဒူတွေကိုကြတော့အသေးလေးပေးတာ ကိုမန့်လေးရေးတာတောင်မှဖန်းစည်းထောင်ချတပ်ဖြတ်နေတာကျွန်တော်တို့ဘက်ကလူတွေကဂျီနီဗာကွန်ဗင်းရှင်းတို့လူသားချင်းစာနာမှုတို့ခေါင်းစဉ်တွေမျိုးစုံတွေအောက်မှာအရာအလုံးကိုပေးဆက်ပြီးတော့အတက်တွေကိုမစတဲ့တင့်တော့ဘူးအဲ့တော့ကျွန်တော်တို့အတက်တွေကာဝယ်ဖို့အတွက်ရန်သူကတဆရောက်မှရင်ကျွန်တော်တို့ကဆယ်ဆလောက်ပြန်ရုပ်မှပေးရမယ်အချိန်ရောက်ပြီ တပ်ပုံဝင်လင်းကျော်တဲ့ပြောတာစစ်ကောင်စီကဥဆောင်ကျင်းမမီရွေးကောက်ပွဲကိုစန့်ချင်တားဆီးရေးအတွက်ပြည်သူဖွင့်ရေးကာဝေးရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းကိုချင်းကောင်စီကတီးပြုတ်ပြန်လန်းလိုက်ကြောင်းယမန်နေ့နိုဝင်ဘာ6ရက်နေ့မှာထုတ်ပြန်တယ်ချင်းပြည်နယ်ဖွဲ့စည်းပုံခြေကံဥပဒေနှစ်2023မှာပေးအပ်သောလုံပိုင်ခွင့်အရာချင်းပြည်နယ်ကောင်စီတီအကြမ်းဖက်စစ်ကောင်မရှိ၏အတူရောင်ရွေးကောက်ပွဲကိုစန့်ချင်တားဆီးရေးနှင့်ပြည်သူဖွင့်ရေးကာဝေးရေးဆိုင်ရာလှုပ်ထုံးလုပ်နည်းကိုယနေ့တွင်ပြဌာန်းအတည်ပြုလိုက်ခြင်းဖြစ်သည် ထိုပြတန်းချက်တွေရွေးကောက်ပွဲအတွက်ချင်းနိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းချင်းပြည်နယ်အတွင်းပါတီရုံးဖွင့်လှစ်ခြင်းတို့ကိုတားမြစ်ပြီးပါတီတစ်ခုတွင်ဖြစ်စေတို့မဟုတ်တတိပုဂ္ဂလဖြစ်စေရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခြင်းကိုတားမြစ်ထားကြောင်းဆိုသည်ရင်းပြင်ရွက်ောက်ပွဲအတွက်မဲဆက်စည်းရုံးခြင်းဟောပြောခြင်းစာတမ်းဖြန့်ဝေခြင်းလူမှုကွန်ရက်စာမျက်နှာမှတဆင့်ချင်းလူတို့ကိုမဲဆွယ်စည်းရုံးခြင်းစစ်ဘေးရှောင်များကိုမဲဆွယ်ခြင်းများမပြုလုပ်ရန်ကိုလည်းပြတန်းထားသည့ ထို့အတူရွေးကောက်ပွဲတွင်ပါဝင် ရှင်ပြိုင်ပါကရင်းကိုယ်စားလှယ်လောင်းဤပိုင်ဆိုင်မှုအားလုံးကိုပြည်သူပိုင်အဖြစ်သိမ်းဆည်းမိဖြစ်ကြောင်းဖော်ပြထားသည်ထိုပြန်လမ်းချက်ကိုဖောက်ပြက်ကျူးလွန်တူများကိုထောင်တန်သည့်ငွေတန်များနဲ့ချမှတ်နိုင်ကြောင်းဆိုထားပြီးပြတန်းချက်များကိုကောင်းတဲ့ဖော်ရန်အတွက် CNA နှင့် CDF တပ်ဖွဲ့များကိုလည်းလုတ်ပိုင်ခွင့်ပေးထားကြောင်းသိရသည်ဆက်လက်ပြီးစစ်ကောင်စီရွေးကောက်ပွဲတွင်ပါဝင်သောမြည်သူကိုမဆို အေးယူနိုင်ရဲနှင့်တူရောင်ရွေးကောက်ပွဲကိုစန့်ကျင်သားစီးရေးအဖြစ်ရင်းရွေးကောက်ပွဲမှထွက်ပေါ်လာသောမိတိအစိုးရရန်နေရာကိုမဆိုတရားဝင်မှုမရှိစေရဟုဆိုသည်လက်ရှိတွင်စစ်ကောင်စီရွေးကောက်ပွဲအတွက်ချင်းပြည်နယ်မဲဆန္ဒနယ်တို့ကနေပြောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခူမီခူမီမျိုးသားပါတီ KNP ချင်းပြည်ချင်းပြည်ဒီကွန်ဂရက်ပါတီ NCC နှင့်ဇော်မီမျိုးသားပါတီ ZNP ပြည်သူ့ရှစ်ဆောင်ပါတီပြည်သူ့လုံးတို့မှကိုယ်စားလှယ်လောင်း80ကျော်ဝင်ရောက်ရှင်းပြပြီးဖြစ်ကြောင်းသိရတယ်။ချင်းပြည်နယ်ကောင်စီတီ CNF ဦးဆောင်ဖွဲ့စည်းထားသည့်အဖွဲ့အစည်းဖြစ်သည့်ထို့အတူချင်းပြည်နယ်ကနယ်မြေအများစုကိုထိန်းချုပ်ထားသည့်ချင်းပြည်နယ်အဖွဲ့ကလည်းစစ်ကောင်စီ၏ရွေးကောက်ပွဲမှပြည်သူလူထုဆန္ဒမပါဘဲတရားမဝင်ဖန်တီးထားခြင်းဖြစ်သဖြင့်စန့်ကျင်ကပ်ကွက်ခြင်းကြောင့်၎င်းတို့ထိန်းချုပ်နယ်မြေတွင်ရွေးကောက်ပွဲဖြစ်မြောက်အောင်ဆောက်ကျိုးပန်းဆောင်ရွက်မှုအားလုံးကိုတားမြစ်ကြောင်းစက်တင်ဘာလ25ရက်မှာထုတ်ပြန် ကောင်းလိုက်တဲ့လှုပ်ဆောင်ချက်ဒီလိုဥပဒေကိုပြက်ပြက်သားသားပြဋ္ဌာန်းပြီးတော့ကျွန်တော်လှုပ်တာဒီတကယ်တရားဝင်လမ်းကြောင်းမှာလှုပ်တာပဲเนาะအဲ့တော့ကျွန်တော်အများပြောသလိုပါဥပဒေဆိုတာကတရောင်းစားလဲဥပဒေထုတ်လို့ရတယ်ရှင်ဘရင်လဲဥပဒေထုတ်လို့ရတယ်ဒါပေမဲ့လို့ကိုထုတ်တဲ့ဥပဒေဒီကိုဥပဒေပဲလိုက်နာတာမနာတာသူတို့အကြောင်းရှင်းရှင်းလေးအဲ့တော့လက်ရှိတော်နိုင်ရင်မှာလက်ရှိဒီအခုမင်းအောင်နိုင်ဒီရာဇဝတ်ကောင်เนาะမင်းအောင်နိုင်เนี่ยပေါင်းလုံးနေတဲ့သူတွေအားလုံးကဒါကြာဆိုအားပေးတော့ ဘာဖြစ်လို့လဲမင်းအောင်ဒီပြစ်အချားပြည်သူကို တတ်သားတဲ့အခုနောက်ပိုင်းပြစ်မှုတွေခဏလေးထားလိုက်အောင်ဟိုမရီလောက်နိုင်အောင်လောက်အောင်များပြားတဲ့မင်းအောင်နိုင်ရဲ့ပြစ်မှုတွေခဏလေးထားနံပါတ်1တမဒနိုင်ငံတော်ရဲ့အထွတ်ထိပ်တမဒတာဝန်ထမ်းဆောင်နေတဲ့တမဒကိုတနတ်နဲ့လာဖမ်းသွားတာဒီမနက်9နာရီကာလုံစည်းဝေးခေါ်တာဒီမနက်9နာရီနော်အဲ့တော့အဲ့ဒီနှစ်ခုကွာဟချက်ဒီဒါနိုင်ငံတော်တစ္ဆာဖောက်ဖြစ်တဲ့နိုင်ငံတော်ပုံကံမှုကျွလွန်တာ တော့နိုင်ငံတော်ပုံကံမှုကျွလွန်လာတဲ့ရာဇဝတ်ကောင်ကဘာအမိတ်ပဲထောက်ထုတ်ဘာဥပဒေပဲထောက်ထုတ်ဒါတွေအားလုံးဒီတခုမှတရားဝင်မှုအဲ့တော့အခုမင်းအောင်နိုင်ဥဆောင်ပြီးကျင်းပတဲ့ရွေးကောက်ပွဲဟာတရားဝင်လားမဝင်လားဆိုတာလူမှန်အကုန်သိရဲ့နော်အဲ့တော့တရားမဝင်ရွေးကောက်ပွဲကိုပါဝင်မယ်ပူးပေါင်းမယ်ပြည်သူစံနာကိုစန့်ကျင်ပြီးတော့တိုင်းပြည်ကိုဖြစ်စည်းဖို့လုပ်တဲ့ဒူမှန်တမျှကိုအခုလိုမျိုးဥပဒေထုတ်ပြီးပြက်ပြက်တတလုပ်တဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်တို့ပြည်သူအနေနဲ့ကတော့ကြိုးဆိုးတယ်ထောက်ခံတယ် နော်ဒါမျိုးဖြစ်နေရမယ်အဲ့လိုမဟုတ်ဘဲနဲ့ဟာရွက်ကအခုပွင့်လင်းပြောရရင်တော့ AMG လုံနေတဲ့ဂျင်ညာချက်ကျွန်တော်အားမရအောင်နော်အဲ့ရွက်ကဘောကန့်ွယ်ပါလေစန့်ချင်ပါလေဒီကောင်လေးကိုပါဇက်နဲ့ပြောလို့မရတော့မင်းတို့လက်နဲ့ကင်လာရတာလေအဲ့ဒါမဲ့နေပြီလားဟမ်လက်နဲ့ကင်ရတာဘာကြောင့်လဲပါဇက်နဲ့အရင်ပြောတယ်ပါဇက်နဲ့ပြောတာကိုပါဇက်နဲ့ပြောလို့မရလို့လက်နဲ့ကင်တိုက်ပွဲဝင်တဲ့အဆင့်ဖြစ်လာပြီဒီကာလမှာကျွန်တော်တို့ကနိုင်ငံတကာကိုမျက်နှာချိုးတွေးဖို့တစ်ခုလောက်နဲ့နော် ပါဇက်နဲ့နေရာတိုင်းပြောနေလို့မရဘူးအဲ့လိုမျိုးလက်တွေ့ကြကြလုတ်ပြတဲ့အရာကိုလုတ်ပြမယ်အခုချင်းကောင်စီကထုတ်ပြန်တဲ့အမိန့်ကိုကျွန်တော်တအားကြိုက်တယ်နော်အခုလက်ရှိအခြားသောတိုင်းရင်းသားဒေသတွေ PDF စုံမထားတဲ့ဒေတာတွေမှာဒီပုံစံအတိုင်းကျွန်တော်ကင်ထွယ်နိုင်မယ်ဆိုရင်တည်သူကို ပမာမခန့်လုံနေတဲ့เนาะဒီရာဇဝတ်သားအားပေးတဲ့ကောင်တွေလှုပ်လို့ရစရာအကြောင်းမရှိတော့ဒါပြေပဲအဲ့လိုဖြစ်နေရမယ်ဒါကြောင့်မလို့အခုရွေးကောက်ပွဲဆိုတာကเนาะနောက်တစ်ခုရှိတာက ကဘာကြီးရတယ်ခမားတို့အချက်ပြတ်ထားပြီနော်နိုင်ငံတကာကလည်းဗာပြောထားတယ်ဒီရွေးကောက်ပွဲရအတုရောင်ရွေးကောက်ပွဲဘယ်လစ်လာစောက်ကြီးအဖွဲမစင်လို့ပြောဘူးကုနာတမကကမာမဒီကုနာတမကနော်အတွင်းမှုချုပ်ကိုလည်းဗာပြောထားတယ်ဒီရွေးကောက်ပွဲတရားမျှတမှုမရှိဘူးဘယ်သူမှလက်မခံဘူးနော်ကုနာတမကအထူးကိုစတဲ့အင်ဒရူးပြောထားတာပဲဒီလိုပဲဒီဟာအတုရောင်ရွေးကောက်ပွဲလုံးဝလက်မခံဘူးအာဆီယံအာဆီယံနဲ့ရွေးကောက်ပွဲလစ်လာစောက်ကြီးမထည့်ပေးဘူးအရင်ခက်က လောက်တဲ့ဂျပန်ဂျပန်ဆိုရင်2020ရွေးကောက်ပွဲမှာဒီလက်တန်းမှင်တိုးတဲ့ဤပညာအစဒီဂျပန်ထောက်ပံ့ပေးတာအခုဂျပန်ရောဒီရွေးကောက်ပွဲကိုဘယ်လိုပြောလဲရှင်းနေတယ်ကဘာကြီးကကိုယ့်ဘက်မှာပါနေတဲ့ဟာကိုကျွန်တော်တို့အနေနဲ့ဘာလို့တွေးဝင်စရာတုံ့ဆိုင်စရာလိုလဲရှင်းရှင်းလေးပဲတတိရှိတဲ့ကောင်ဝင်ရောက်ရှင်းပြိုင်ရှင်းပြိုင်တဲ့ကောင်အကုန်တိတ် ရှိတဲ့ပိုင်ဆိုင်မှုမိလို့ရှင်ထောင်တာချမိတို့တသက်လုံးအဲ့ဒီနေပြည်တော်မှာနေထိုင်သွားနေတော့ရှင်းရှင်းလေးပဲเนาะဒါကြောင့်မို့လို့လေ ျွန်တော်ဟိုဟာတစကားရအောင်ကျွန်တော်ပြောသေးတယ်ဖြစ်နိုင်မယ်ဆိုကွာတော်လန်ကြီးကငါတို့လည်းပြီးကျင်လာပြီကဲမထူးတိုင်းတစ်ခုပဲရရပြီနယ်တစ်ခုပဲရရသွားနော်မင်းတို့ကျန်တဲ့ဟာတွေမင်းတို့မြောက်မြန်မာယူလိုက်ငါတို့အဲ့ဒီတိုင်းတစ်ခုပြီနယ်တစ်ခုမှငါတို့လိုချင်တဲ့ခေါင်းဆောင်တွေငါတို့ကငါတို့ဒီမိုကရေစီနိုင်ငံတင်းတင်းလေးမဖြစ်နေပါစေစင်ကာပူနဲ့နယ်နဲ့ငယ်ပါစေငါတို့ကငါတို့လွတ်လပ်လပ်ပဲနေချင်တော့တယ်ဆိုကျွန်တော်ပြောတယ်အကောင်းပြောတာတခါကြရင်လေကျွန်တော်တို့နိုင်ငံမှာကရှေ့မှာကျွန်တော်ပြောသလိုပဲမကြောက်တဲ့အရာကိုကြောက်တယ်ကြောက်တဲ့အရာကိုမကြောက်ဘူးအခုဆိုရင် ညို့တွေမှာကြည့်ပါဒီဒလန်တွေကိုမွေးပြီးတော့ဒလန်နဲ့အုပ်ထုတ်ခိုင်းတာအဲ့တော့အဲ့ဒီဒလန်တွေဒီလိုမျိုးပြည်သူကိုစန့်ကျင်တဲ့အခုရွေးကောက်ပွဲဝင်တဲ့ကောင်တွေလိုဟာမျိုးတွေကိုကျွန်တော်တို့ကပြက်ပြက်တရစန့်ကျင်ပြဖို့လိုတယ်ပြက်ပြက်တရကင်ကြွယ်ပြဖို့လိုတယ်လုံမင်းလုံစမ်းထိရဲရင်လုံနော်ကျွန်တော်တို့တော်လိုင်းအစမှာဘယ်လိုစိန်ခေါ်ခဲ့ကြလဲသေရဲတဲ့ကောင်တွေထွက်ခဲ့လို့စိန်ခေါ်ရမှာအေးအဲ့လားပဲအဲ့ဒါအဖြေပဲဒါကြောင့်မို့လို့ပြက်သားဖို့လိုတယ်ကိုဘက်ကလူတွေကိုဘက်ကလူတွေမပြက်သားရင်ရန်သူက အပြင်းပြင်းနဲ့အားကောင်းလာပြီးကိုယ့်ဘက်ကလူတွေစိတ်သက်ကစားကြလာလိမ့်မယ်ဒါလေးကိုအလုံးတဘောပေါက်ကိုလိုတယ်အဲ့တော့ချင်းပြည်နယ်ကောင်စီရဲ့ဂျင်ညာချက်လိုမျိုးနောက်ထပ်နောက်ထပ်ပြည်နယ်တွေအားလုံးကဂျင်ညာမယ်တိုင်းနေရာတွေဂျင်ညာပြီးတော့ဒီလိုမျိုးဖြစ်လာမယ်ဆိုရင်တော့ကျွန်တော်တို့အတူရောင်ရွေးကောက်ပွဲကိုအထိုက်လျောက်တုံ့ပြန်နိုင်တယ်လို့ယုံကြည်ပါတယ်